ဆိုတော့မြန်မာနိုင်ငံရဲ့ငွေကြေးပေါ့နိုင်ငံသားငွေကြေး1 billion အမေရိကန်ရဲ့ Federal Reserve ပေါ့နယူးယောက်မှာရှိတယ်။အဲ့ဒီဘာမှာအပိတ်ခံထားရတာရှိတယ်။အနောက်ထပ်စင်ကာပူမှာစင်ကာပူမှာလည်းပိတ်ခံရတာရှိတယ်ပေါ့နော်။အဲဒါနဲ့ပတ်သက်ပြီးတော့ဒေါ်အောင်ဆန်းစုကြည်ရဲ့အခန်းကဏ္ဍကဘာလဲ။ဒေါ်စုကြည်တကယ်ပဲမြန်မာနိုင်ငံငွေကြေးတွေကိုနိုင်ငံခြားမှာသွားပြီးတော့ဘုံမီပို့ထားတာလား။အဲစင်ကာပူမှာသွားပြီးပို့ထားတာလား။အဲစသဖြင့်သူ့ရဲ့အခန်းကဏ္ဍကဘာလဲထို့သူ NLD အစိုးရလက်ထက်ဖြစ်တဲ့အတွက်ကြောင့်မို့ NLD ရဲ့အခမ်းအနားကဘာလဲအဲ့တော့ဒီငွေကြေးဟာဘာလဲเนาะအဲ့တော့ဒါကိုကကနာသိဖို့လိုတယ်ကျွန်တော်ဒီကျွန်တော်စီမှာမနေ့ကပေါ့เนาะမနေ့တနေ့ရဖြစ်ပါလိမ့်မယ်ကျွန်တော် live လွှင့်တဲ့ခါမှာလူငယ်တွေကြားထဲမှာလည်းကျွန်တော်ကိုမေးမြန်းလာကြတယ်အဲထို့သူအတစ်တော့ပေါ်မှာလည်းအဲဗီဒီယိုလေးတွေတက်နေပေါ့เนาะလူငယ်ကြားမှာနားလည်မှုမလွဲစေချင်ပါဘူးကျွန်တော်တို့ပြည်သူတွေအမှန်တရားကိုသိရမယ်เนาะနိုင်ငံရေးအပြစ်အမှန်တရားကိုသိရမယ် အများတို့ပြည်သူတွေပြည်သူတွေအားလုံးကနိုင်ငံရေးရဲ့တားကောင်တွေဖြစ်တယ်အဲ့တော့တားကောင်ဖြစ်ချင်ကိုကနိုင်ငံရေးကိုနားလဲရမယ်နားလဲပြီးတော့နိုင်ငံရေးအားဖြင့်ဆန်းဆန်းတမန်ဆောင်ရွက်နိုင်တဲ့ပုံစံတွေဖြစ်ရမှာအဲ့ဒီအဲ့ဒီတော့မှသာလျင်နိုင်ငံရေးရဲ့တားကောင်မဖြစ်တော့ဘူးပေါ့ကွနော်ကျွန်တော်ပြည်သူတွေနိုင်ငံရေးအားလို့နိုင်ငံရေးနားလို့ခံလိုက်ရတာခံနေရတာဖြစ်တယ်ပေါ့နော်2020ပေါ့2021အာနာထိမ့်မှုပေါ့အာနာခင်ဗျားတို့ပြောတဲ့အာနာသိမ့်မှုပေါ့ဗျာနော်ကျွန်တော်ကအာနာထိမ့်မှုပဲပြောပါတယ်အာနာထိမ့်မှုနောက်ပိုင်းမှာ ဲ့ဒီငွေကြေးတွေအားလုံး freeze လောက်ခံထားတာ freeze လောက်ခံထားတဲ့အခါကျတော့အကျိုးမြတ်ဘာမှမရှိတော့မနဲ့အဲအမေရိကန်ရဲ့အမေရိကန်အစိုးရရဲ့ပိတ်ဆို့ခြင်းကိုခံထားရတယ်ပေါ့နော်အဲခံထားရတဲ့အတိုင်းဒါတွေရှိတယ်အဲ့တော့အဲဒါနဲ့ပတ်သက်ပြီးတော့နိုင်ငံရေးအဖြစ်တော်တော်သိရှိနားလည်သူတွေအဲ online ပေါ်မှာပြောဆိုနေသူတွေကျွန်တော်တို့ကကျွမ်းကျင်ပညာရှင်လို့သတ်မှတ်ရလောက်အောင်နာမည်ကြီးတဲ့သူတွေကအစပြောဆိုမှုတွေမှာနည်းနည်းလေးပေါ့ဒေါအောင်ဆန်းစုကြည်ပေါ်မှာအမြင်လွဲမှုတွေအထင်လွဲမှုတွေနဲ့ ရောစုကြည်အနေနဲ့ပြဿနာရှာခဲ့တဲ့ပုံစံမျိုးတွေအဲဖြစ်နေတာလေးတွေကျွန်တော်တွေ့ရတယ်ဗောနော်အဲ့တော့ကျွန်တော်ဒီနေ့ဒီအကြောင်းပြောချင်ရည်ရချက်ကဒေါ်စုကြည်ဒီချစ်တာချစ်ချင်းဒေါ်ချစ်စုကြည်ကိုဗောနော်ကျွန်တော်ချစ်ချင်းမုန်းချင်းတဲ့ကျွန်တော်အမှန်တရားကိုသိစေချင်တာပါအဲနောက်ပါအဲနောက်ထပ်ပြည်သူတွေကြားထဲမှာလည်းနိုင်ငံရေးနဲ့ဥပဒေရေးတွေနားလည်စေချင်တာပါအဲနောက်ထပ်ပြည်သူတွေကြားထဲမှာအမုန်းတွေဆက်မပွားစေချင်တော့တာပါနော်ဒေါ်အောင်စန်းစုကြည်အစိုးရလက်ထက်မှာ ဥသိမ်းစိန်ဆိုရလက်ထက်မှာဒါမျိုးငွေကြေးခိုင်မာလာအောင်လို့ကိုမြန်မာနိုင်ငံနိုင်ငံသားဝင်ငွေတွေကိုနိုင်ငံသားဘဏ်မှာသွားပြီးစုရပါတယ်စုတဲ့အခါမှာအဲ့လိုစုလိုက်ခြင်းအပြည့်အကျိုးစီးပွားကဘာတွေဖြစ်လာနိုင်လဲဆိုတော့နံပါတ်1ချက်အတိုးရတယ်1ဘီလီယံဆိုတဲ့အခါကျတော့ကျွန်တော်ဘယ်လောက်ရမလဲကျွန်တော်အတိုးနှုန်းကိုသုံးသပ်ကြည့်ရင်ငါပြာကင်လုံးကျော်တယ်ငါရကင်လုံးကျော်တဲ့ကြောင့်တစ်နှစ်တစ်နှစ်ကိုမြန်မာနိုင်ငံကတန်း90ရတယ်အဲ့ဒီကျွန်တော်တို့သွားသွားအပ်ထားတဲ့1ဘီလီယံအတွက်ဒါမျိုးတော့အဲ့ဒီ1ဘီလီယံဘာမှ MSR ပေါ့ကော့ကိုကျွန်တော်တို့ကျွန်တော်တို့လည်းဒီ ဘန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘန်ဒိုးစားဘန်ဒိုးချီးစားနေသူဆိုပို့ပြီးတော့သိပါတယ်နော်တနေ့တနေ့ကိုဘယ်လောက်ရလဲအဲ့တော့အမေရိကန်ဘန်မှာသွားအပ်လိုက်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့အဲဒီ1ဘီလီယံနေပြီးတော့ကျွန်တော်နှစ်စဉ်အတူ350ကျော်အမြဲတမ်းရနေပါတယ်အဲ့တော့အဲ့လိုမျိုး app မဲ့အစားပေါ့နော်ပြည်တွင်းမှာစီးပွားရေးလုပ်လိုက်မယ်ဆိုရင်တော့ပို့ပြီးတော့အကျိုးဖြစ်ထွန်းတယ်ဒါပေမဲ့လည်းအဲဒီလိုမျိုး app လိုက်ခြင်းအပြည့်အတိုးရမယ်နောက်ထပ်ငွေကြေးစနစ်ခိုင်မာမှုရှိမယ်ပြီးတော့ဘန်တွေအပြည့်ယုံကြည်မှုရှိမယ်နောက်ထပ်နိုင်ငံညာ မခေါ်မယ်ဆိုလို့ရှိရင်ပြည်တွင်းအခက်ခဲတွေပေါ့နော်ငွေကြေးအခက်ခဲတွေကြုံလာတဲ့အခါမှာဒီစနစ်တွေကထောက်ပံ့ဖြစ်သွားစေမယ်အဲ့တော့အဲ့တော့ဆိုလိုချင်တာကအကျိုးစီးပွားအများကြီးရှိတယ်ပေါ့နော်သွားပြီအဲ့ကြောင့်မို့လို့ဒီဥပဒေအရအနိုင်တဲ့သူလို့ရှိရင်လို့ရှိရင်အနိုင်တဲ့သူကဘာလို့လဲဆိုလို့ရှိရင်ဘန်းဥက္ကဋ္ဌကသာလေအနိုင်ပါလားဒါနဲ့ပတ်သက်ပြီးတော့ဒေါအောင်ဆန်းစုကြည်ဒီအတိုင်းမခံရာထူးဖြစ်တယ်သူဒီသူ့ရဲ့ဩဇာအာဏာမရှိပါဘူးအဲထို့သူဒါမဲ့တော့ ဟိုဒါ theory အဖြစ်စီးမြင့်စီကံအဖြစ်ကျွန်တော်ပြောတာနော်နောက်တစ်ခုကတော့ဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့ဆိုလိုချင်တာကဒေါစုကြည်ကိုယုံကြည်ကိုးစားမှုတွေဒေါစုကြည်ရဲ့ဩဇာအာဏာတွေကလည်းရှိသေးတာ ਉਹ နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်နောက်မှဒါတွေကိုထည့်မှတ်တွက်နေထားအောင်ကျွန်တော်ဒါဥပဒေစီးမြင့်စီကံရပဲကျွန်တော်ပြောတာပါဥပဒေစီးမြင့်စီကံရဆိုလို့ရှိရင်ဒေါအောင်ဆန်းစုကြည်ကအမိန့်ပေးပိုင်ခွင့်မရှိဘူးထို့တူနိုင်ငံတော်သမ္မတတော်မှအမိန့်ပေးပိုင်ခွင့်မရှိဘူးဘာကြောင့်လဲ2013ဘန်းဥပဒေအရဘန်းဥက္ကဋ္ဌဒီနိုင်ငံရထားမှာငွေစုခြင်းတော်လကောက်ငွေကြေးရပစ္စည်းမှန်ခန့်ခွဲမှုတော်လကောက် အဲသူတို့မှာသူ့မှာပဲတာဝန်ရှိပါလေအတာဝန်ရှိတဲ့အတွက်ကြောင့်မို့ဒီငွေကြီးကိုကျွန်တော်ကဘာမှာအခုဆိုရှင်အရေးကြီးတဲ့ဘဏ်ကြီးတွေပေါ့တကယ် institution ခိုင်မာတဲ့ဘဏ်တွေဆိုလို့ရှိရင်ကျွန်တော်တို့အာဘယ်လိုခေါ်မလဲ American ဘဏ်တွေရှိမယ်နော် American ဘဏ်ရှိမယ်နောက်တစ်ခုက Switzerland ဘဏ်ရှိမယ်ပြီးလို့ရှိရင် Singapore ဘဏ်တွေရှိမယ်အဲ့တော့ဒီနိုင်ငံဒီဒီ institution သုံးခုကအရင်ကိုခိုင်မာတယ်ခိုင်တဲ့မှာအတွက်ကြောင့်မို့လို့အဲ့ဒီမှာသွားပြီးတော့ပို့ထားပါတယ်အဲ့ပို့တဲ့ခါမှာတော့ ဒါဘန်းဥက္ကဋ္ဌရဲ့စီမံခန့်ခွဲမှုဆိုတာပြောပြတာပါတောင်ဆန်းစုကြည်ကခိုးသွားတာတို့တောင်ဆန်းစုကြည်ကဒီလိုမျိုးငွေကြေးကိုအပ်ပြီးတော့နိုင်ငံရေးကိုကစားတာတို့ဆိုတာလည်းဆိုလို့ရှိရင်အမှန်တရားကိုသိစေချင်တာပါเนาะဒါချစ်ချင်းမုံကြီးကိုပတ်ထားလိုက်ပါ2013ဘန်းဥပဒေရတာလေအဲ့လိုရပါတယ်အတက်သူကလည်းဘန်းဥက္ကဋ္ဌနဲ့ဘန်းဒီလုံးဝဘယ်လိုခေါ်မလဲဆိုရှင် institution ခိုင်မာပြီးတော့တကယ်ပေါ့ကျွန်တော်တို့သူ့ရဲ့ဩဇာအမိန့်နဲ့ လွတ်လပ်ခွင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်တခုလိုမျိုးပံကိုပေးရပါတယ်ပေးရတဲ့အတွက်ကြောင့်မို့လို့သူတို့နဲ့ဘာမှမဆိုင်ပါဘူးဆိုတာကိုပြောပြချင်တယ်အဲ့တော့ကျွန်တော်တို့ဘန်ကျွန်တော်တို့မြန်မာနိုင်ငံလုတ်တယ်လို့မျိုးနိုင်ငံတကာလည်းလုတ်ပါတယ်ဒါပေမဲ့အဲ့ဒါအကျိုးစီးပွားအနေနဲ့ကဆန္ဒကျွန်တော်ပြောသလိုပါငွေကြေးခိုင်မာမှုယုံကြည်မှုငွေကြေးပေးချေမှုအဲနောက်တစ်ခုကငွေကြေးလက်ခံမှုအဲနောက်ထပ်ကျွန်တော်တို့ဘာတွေအထိကောင်းသေးလဲဆိုလို့ရှိရင်တော့အတူနှုံအတူရရှိမှုပေါ့ဗျာနော်အဲအဲ့လိုမျိုးတွေတော့အကျိုးစီးပွားရှိပေမဲ့ စိုးခွက်အနေနဲ့ပါလဲဆိုလို့ရှိရင်အတူနုံအတူနုံယူမဲ့အစားပေါ့နော်ကိုယ့်ကိုအဲ့ဘန်ဒီ1ဘီလီယံကိုကိုယ့်နိုင်ငံထဲမှာစီးပွားရေးလုပ်မယ်ဆိုတော့1ဘီလီယံတက်များအဲ့တန်60တက်များတဲ့အကျိုးစီးပွားကိုရစေမယ်နံပါတ်1ချက်အဲနံပါတ်2ချက်အနေနဲ့ကတော့ကဲ၍နိုင်ငံရေးလူမှုရေးကတောင်းကနေဖြစ်လို့နိုင်ငံတကာစီးမင်းစီးကန်းအနေနဲ့ညှိပြီဆိုလို့ရှိရင်အဲ့ဒီငွေကြေးတဲ့ freeze လောက်ခံရနိုင်တယ်အဖရိစ်လောက်ခံရနိုင်တယ်ဒါကတော့ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်အိမ်မဆိုးတစ်ခုပေါ့ကျွန်တော်မြန်မာနိုင်ငံနိုင်ငံရေးမတည်ငြိမ်တဲ့နိုင်ငံတစ်ခုအတွက်က မဒီနီးယားနိုင်ငံတကာအုံလိုမျိုးအာနာထိန်မှုတွေကိုအာနာသိမ်းမှုတွေဖြစ်တဲ့အခါမှာတော့ဒီငွေကြေးကအပိတ်ခံလိုက်ရတယ်အဲတော့အဲ့လိုမျိုးတွေပေါ့ဟိုဒါဆိုးကွက်တွေကောင်းကွက်ရှိသလိုဆိုးကွက်ရှိပါတယ်အဲ့တော့စကားချုပ်ရပြောမယ်ဟဲ့ဆိုလို့ရှိရင်တော့2013ဘန်နာရေးကွန်မစဘန်ဥပဒေအရဒေါန်ဆန်းစုကြည်ကအတ္တမဟုတ်ပါဘူးဒါစီမင်းစည်းကမ်းရနော်ဒေါန်ဆန်းစုကြည်ကအတ္တမဟုတ်ပါဘူးဘန်ဥက္ကရာအတ္တပါကျွန်တော်တို့ဘန်ဥက္ကရာကိုဘယ်သူခန့်အပ်လဲဆိုလို့ရှိရင်သမ္မတကခန့်အပ်ပါတယ် သမရကခန့်အပ်တာပဲဥသိမ့်စင်ကခန့်အပ်တဲ့သမရပန်းဥက္ကဋ္ဌရှိသလိုကျွန်တော်တို့ဥထင်ကျော်ကခန့်အပ်တော့ပန်းဥက္ကဋ္ဌတွေရှိပါတယ်အဲဒီတော့ကြောင့်မလို့မဆိုင်ခြင်းတွေကိုကျွန်တော်ပြောပြတာပါအဲ့တော့အခုဆိုရင်ရုရှားရင်ဆိုင်နေရတဲ့ပုံစံမျိုးရုရှားကလည်းသူ့ငွေကြေးတွေကိုခါလေကမ္ဘာပံနေမှာဒီအပ်ထားတာပဲအတူနှုံနေပါရင်ငွေကြေးခိုင်ပါဖို့အခုလိုမျိုးယူကရိန်းနဲ့ကတောင်းကင်းဖြစ်တဲ့ခါကျသူ့ငွေကြေးတွေအပိတ်ခံရတယ်အဲ့လိုပုံစံမျိုးအခုကျွန်တော်နိုင်ငံမှာလည်းဒီလိုပဲနိုင်ငံကြီးကတောင်းကင်းဖြစ်ပြီးတော့ အဲဒီအာနာထိန်နဲ့အာနာသိမ့်မှုတရားမဝင်ပါဘူးလို့ဒီပေါ့အစိုးရကဒီအမေရိကန်အစိုးရတတ်မှတ်တဲ့အတွက်ကြောင့်မို့လို့ freeze လုပ်ခံရပြန်တယ်အဲ့တော့တရုတ်နိုင်ငံဆိုလို့ရှိရဒီလိုပဲဒါဘယ်လိုခေါ်မလဲဆိုတော့ band snip modern modern kimmi band လုပ်ငန်းတစ်ခုရဲ့လုပ်ငန်းဆောင်တာတွေကိုဥသိမ့်စိန်အစိုးရကပေါ်ဆောင်သွားပြီးတော့ဥသိမ့်စိန်အစိုးရရဲ့ဒါဥပဒေတွေပါဒီဥပဒေကလည်းကဘာအစ်စ်မီဥသိမ့်စိန်ကြီးကပေါ်ဆောင်သွားတာဖြစ်ပါတယ်เนาะအဲ့တော့ ဒီချင်းရမှာအခုလူငယ်တွေနိုင်ငံရေးသမားတွေအားလုံးအားလုံးအမြင်လွဲမှားနေတယ်လို့မျိုးဒေါန်ဆန်းစုကြည်ကအဲဘယ်လိုခေါ်မလဲဆိုတော့ကိုကခိုးပြီးအပ်ခဲ့တာလားဒါနဲ့ပတ်သက်ပြီးတော့ချုပ်ငင်းခုံမှုတွေနိုင်ငံရေးအထင်ကြီးရကြီးရှားတယ်မှာမှာပဲငင်းခုံမှုတွေရှိကြတယ်နော်အဲ့တော့အတိအကျအတိအကျသိစေချင်တာပါကျွန်တော်တို့230နဲ့အခြေခံဥပဒေပုံမှန်မှာလဲသမရခန့်အပ်နိုင်တဲ့အတိုင်းအတာတွေရှိတယ်နော်ဒါအခြေခံဥပဒေပုံမှန်မှာလဲရှိတယ်အဲ့တော့ အားလုံးဒီပေါ့တောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့လွဲမှနေတဲ့မြင်လေးတွေပေါ့ကျွန်တော်အနေနဲ့ရှင်းပြခြင်းဖြစ်တယ်နော်အဲဒါကစီမင်းစီကံ theory အားလုံးအရာပေါ့နော်အဲနောက်တစ်ခုလက်တွေ့ကြတဲ့နိုင်ငံရေးမှာကြတော့လေအဲ့ဒါတော့ဟိုဘယ်လိုခေါ်မလဲတောင်ဆန်းစုကြည်ကမြန်မာနိုင်ငံရေးမှာအခရာလို့ပြောလို့ရတယ်တမရတော်မှပဲသူ့ကိုဒါလူတွေကယူဆတာပေါ့ဒါတောင်ဆန်းစုကြည်ကခိုးပြီးဖွက်ပြီးသွားအပ်တဲ့ပုံစံမျိုးတွေ ठी ကိုဆွဆွဲလာကြတာတွေရှိတယ်ပေါ့ကြာနော် အဲ့ဒါလေးအဓိကရှင်းပြချင်တာပါဟွန်းတိတ်ကောင်းပါလေရန်နိုင်ဆိုနော်သူမေးတဲ့မေးခွန်းနိုင်ငံပိုင်အကောင့်ပါ နိုင်ငံပိုင် အကောင့်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒေါ်ဆန်းစုကြည်နာမည်နဲ့အဲ့လိုမရပါဘူးမြန်မာနိုင်ငံရဲ့ February performance ဆိုလို့ရှိရင်အာ CBM ပေါ့နော် Central Bank of Myanmar ဆိုတဲ့အကောင့်နဲ့အဲ့ရတာပါအဲ့တဲ့အတွက်ကြောင့်မို့လို့ဒေါ်ဆန်းစုကြည်နာမည်မဟုတ်ဘူး ခြားနိုင်ငံတွေလည်းဒါမျိုးပဲအဲ့ဒီအဲ့လိရှိပါတယ်နော်အန်နေဂျာရှိပါတယ်ငွေကြေးခိုင်မာအောင်လို့လို့ပြောရမှာပါနော်